ဧပြီလ19ရက်မြန်မာနိုင်ငံတရက်နေ့မှာအကျဉ်းနောက်ချုပ်ထောင်တည်တည်မှာပြည်ထောင်စခန်းနေရတဲ့အကျဉ်းသားချင်းသူ4893ကိုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကပြည်ထောင်လုံခြုံရေးပေးလိုက်တယ်လို့သိရပါတယ်။ပြည်ထောင်လုံခြုံရေးပေးရတဲ့နေရာမှာနောက်တစ်ချိန်ပြည်မှုထက်မှန်ကျူးလွန်မှာက၎င်းပြည်ထောင်အပြင်အခုကြခံမှုတွေအတွက်ရှိနေတဲ့ပြည်ထောင်များကိုပါဆက်လက်စခန်းမှာမယ်ဆိုစီကံတမန်ချန်နဲ့စခန်နေချင်းရှိနေတဲ့ပြည်ထောင်တွေကို ရှော့ပေါ်ပြီးပြည်ထန်လုံရင်ခွေပေးလိုက်တာဖြစ်ပါတယ်။အချင်းနောက်ရှုပ်ထောင်နေမှာပြည်ထန်ချခံနေရတဲ့နိုင်ငံခြားသားအချင်းသားချင်းတို့သတော်ကိုလည်းအလားတူစီရင်ချက်နဲ့ပြည်ထန်လုံရင်ခွေပေးခဲ့လို့သိရပါတယ်။ဧပြီ18ရက်မတိုင်ခင်လူတက်မှုမရေမှုလက်နက်မှုအမျိုးမျိုးမူရင်စီနဲ့စိတ်ကိုပြောင်းလဲစေတဲ့ဥပဒေပြင်မှုများတဘာဝဘေးရနေရစီမံခန့်ခွဲမှုဆိုင်ရာပြင်မှုများအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဆိုင်ရာပြင်မှုများအဂတိလိုက်စာမှုတိုက်ဖျက်ရေးဥပဒေဆိုင်ရာပြင်မှုတွေအားပြည်ထန်ရှာမှတ်ခံရသူတွေကလွှဲပြီးတခြားပြင်မှုတွေနဲ့ပြည်ထန်ရှာမှတ်ခံရသူတွေကိုပြည်ထန် ံကြခံမှုတွေကြောင့်ရှိနေတဲ့ပြည်တိုင်းရှောက်ပုံတပုံကိုလူငယ်ချက်နောက်ဝင်ပြလိုက်တယ်လို့သိရပါဗျ။